ကဘာမြေကြီးကိုအနည်းငယ်ကြည့်နိုင်ဖို့ကျွန်တော်ဒီ Google App အသုံးပြုနည်းလေးကိုပြပြပေးထားပါတယ်။အားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ်။မသိသေးတဲ့သူတွေလည်းဒီ video လေးယူရပါတယ်။အဲဒါကတော့ကျွန်တော် Google App ပါကျွန်တော်ဒီတကဘာလုံးကိုပေါ့နော်။ဟိုကိုသွားချင်တဲ့နေရာကိုအရင်ဆုံးကျွန်တော်တို့ရှာလို့လည်းရပါတယ်။အခုဒီပုံမှန် video မှာပြထားလို့ပေါ့နော်။ဒါကိုယ့်ရဲ့မွေးရည်မြင်တဲ့အနည်းဆက်ဆုံးတော့ ကြည့်လို့ရတဲ့ app လေးပဲဖြစ်ပါတယ်။ကျွန်တော် server တဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်အခုလိုမျိုးလေးမြင်ရပါမယ်။ဒါဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်သူကဒီ satellite ကြိုတူပေါ်ကကြီးစက်ပုံစံမျိုးနဲ့ဒီလိုမျိုး mass ပုံစံမျိုးလေးရှိတာပေါ့နော်ကျွန်တော်တစ်ချက်ပြောင်းလိုက်ပါမယ်ကျွန်တော် satellite ပုံစံပြောင်းလိုက်ပါပေါ့နော် ဒီနေရာမှာတော့ကိုတွားချင်တဲ့နေရာကိုမှရိုက်ရှာလို့ရပါတယ်အဲဒီမှာရွှေတကုံဆိုလို့ရှိရင်ရွှေတကုံပေါ့နော်ကျွန်တော်မုံရွာကိုရိုက်ရှာကြည့်လိုက်တယ်အဲဒီမုံရွာကိုဒီလိုမျိုးဘလိုလောက်တွားပြီးတယ်ပေါ့နော်ဒါဆိုတော့ mass မြေပုံပေါ်မှာမြင်ရတဲ့ဒီ location ပေါ့ဒီမှာ satellite ဆိုတာလေးပြောင်းလိုက်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီတူရဲ့တောတောင်ကြီးမြေအနေထားလေးနေပေါ့เนาะ ကျိုးတို့ကနေမြင်ရတဲ့ပုံစံမျိုးလေးပြောင်းသွားမှာပဲဖြစ်ပါတယ်အဒီနီယာမှာတော့ကျွန်တော်အခုထားလို့လေးပဲထားလိုက်ရပါတယ်အဲကိုကိုတိုင်းရှောက်ကလေးကြီးနဲ့ဆိုရင်လည်းစမ်းကြည့်လို့ရရတယ်နော်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ satellite ပေါ်ကနေကြီးရဲ့ပုံစံမျိုးလေးရသွားပြီဖြစ်ပါတယ်ကျွန်တော် zoom ဆွဲမယ်ဆိုလို့ရှိရင်တော့ဒီမှန်ပြန်လေးကို zoom ဆွဲလိုက်လို့ရှိရင်တော့ဒီလိုမျိုးလေးကို ွားလို့ရတယ်ပေါ့နော်ဒါကတော့ 3D ပုံစံပြောင်းလိုက်တာပါ 3D ပုံစံပြောင်းဖို့အတွက်ကျွန်တော်ညာဘက်တောင်းလာမှာ 2D 3D ဆိုတာလေးရှိတယ် icon လေးကိုချိန်လိုက်ရပါတယ်တကယ်လို့ကိုကကိုသွားခြင်းနဲ့နေရာကိုသွားခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ software လေးကဒီ Google App လေးကအဆင်ပြေတယ်ပေါ့နော်ဒါတော့ကျွန်တော်က LAN လဲမတိဘူးရက်ွက်တယ်လည်းမတိဘူးဆိုလို့ရှိရင်တော့ဒီနီလန်လေးတိုင်းအသုံးပြုလို့ရပါတယ် အဲအဲ့ဒီခါမှာတော့ကိုယ့်ရဲ့ location ကိုတော့ပုံထားပြီးမှရပါမယ်ဗျ။အဲမှာကိုရောက်နေတဲ့နေရာမှာဒီ app မှာတွားပြီးတော့ပြပေးရပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်နမူနာပုံစံပြပေးထားတာပဲဖြစ်ပါတယ်။အနောက်မှာကျွန်တော်ပင်နေရာတွားလဲဆိုတာကိုတစ်ချက်လိုက်ကြည့်ပြပါအောင်။ဒါကတော့ကျွန်တော်မုံရမြို့ကိုကျွန်တော်ရှာကြည့်ပေးတာပါဗောနော်။ အဲ့အဲ့အရန်နီကတ်ဆွဲလို့လည်းရတယ်အခုလိုမျိုးပုံစံမျိုးပေါ့နော်ဒါကတော့ဒီကန်တာယာပေါ့မုံရံမုံရံမျိုးပုံမှာရှိရကန်တာယာဒါဆိုရင်ခုလက်ရှိပုံစံကိုသူပြပေးထားရပြဒီနေရာမှာဆိုလို့ရှိရင်တို့အစာဦးတက်တင်စောက်ထားတာရှိတယ်အဲ့ကျွန်တော်ကန်တာယာကို ပြန်ပြီးပြုပြင် moment ထားတာရှိရပါဘူးနော်ဘုံကတည်တည်ကြဝဲဒီတိန်နေရှိတာဆိုတာဒါတော့အဖြူရောင်လေးရတာတိန်မျိုးပေါ့နော် အတူတည်းအရင်စနီးကကဆွဲကြည့်ခြင်းနဲ့ဆိုရင်လည်းရရပြဒီနေ့ကျွန်တော်အနေနဲ့အကိုရိုင်းဒေါင်းလုဒ်ဆော့ဖ်ဝဲယာမှဆန်းကြည့်လို့ရပါတယ်။အဲဒေါင်းလုဒ်ကတော့ကျွန်တော် Play Store မှာလည်း Google App ဆော့ဖ်ဝဲယာမှရိုက်ရှာလို့ရပါတယ်နော်။ဒါကတော့ကျွန်တော်အခြားတင်ရာကိုပြပြထားပါမယ်။အဲတော့ကျွန်တော် Kitchen ကိုသွားကြမယ်နော်။ Kitchen ကိုသွားမယ်ဆိုလို့ရှိရင်ဒါအခုလိုမျိုးလေးဒါသူ့ရဲ့ location ရအဲဒီလိုမျိုးလေးသွားတာပေါ့နော်။ ကျွန်တော်မြင်ချင်းနားကိုလည်းချက်သွားခြင်းပဲလုံးဝအသေးသေးကိုယွာနာမေရအစားပေါ်တော့နောက်ပါတော့ယွာနာမေဆိုတာကမြို့ဆိုမြို့ပေါ့နော်ရွှေဘူဆိုရွှေဘူအဲ့တော့တစ်စစ်အဲ့လိုမျိုးရိုက်ရှာပြီးတွားလို့ရပါဘူးနော်လုံးဝအတိအကျပေါ်ပြပြရပဲဖြစ်ပါတယ်ကျ 3D ပုံစံလေးပြောင်းလိုက်မယ်เนาะ 3D ပုံစံကတော့ဒီအောက်က ညာဘက်တောက်မှာ 2D 3D ဆိုတော့လေ့ရှိရနော်အလားလေးပြောင်းလိုက်ရပါတယ်ဒါဆိုမြေကြီးနာမျိုးပေါ်ကျတော့ရောက်ပြီပဲဖြစ်ပါလေဗျာပေတိုင်းနိုင်ပါရကျွန်တော်ပြောပြတော့ပါအောင်နော်အဒီဒါကတော့အသုံးလဲနေတဲ့အတွက်အရင်ကတော့ကျွန်တော်ပြောပြတော့ပေတိုင်းနာဒီအောက်ဖက်မှာရှိရပါနော်အကောင်လေးထွားလို့ရပါတယ် ဒါဆိုလို့ရှိရင်လုံးဝတောတောင်နေရာဆာတောင်ကုန်းတောင်နေနေရာဆာလုံးဝတည်တည်ကြပဲဖြစ်ပါတယ်အဲမြန်မာနိုင်ငံမှာမဟုတ်ဘူးဒီလိုပါလုံးကိုသွားခြင်းတဲ့နိုင်ငံကိုဒီမှာပြည်နယ်ကိုရိုက်ရှာပြီးတော့မှသွားလို့ရပါတယ်အတုံးပြုတ်နေလေကတော့တပုံစံနဲ့ပါပဲဗျအရင်ကချာသားတော့မရှိပါဘူးဒါကတော့ကျွန်တော် basic ပြောပြတာပဲဖြစ်ပါတယ်နောက်ပိုင်းဟို ကိုကိုတိုင်လှုပ်ကြည့်တဲ့အခါမှာစမ်းကြည့်လို့လည်းရပါတယ်ဒါဆိုရင်ကျွန်တော်ဂျပန်ကိုတွားထားလိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလေးပေါ့နော်ဒါဂျပန်ရှိရဲ့ location ကိုဒီလိုမျိုးပြပေးပါတယ်အဲအဲ့နေရာမှာတော့ကိုကဆုံးလေးဆွဲပြီးကြည့်ရမှာပေါ့နော် ဒါဂျပန်နိုင်ငံပဲဖြစ်ပါတယ်အဆိုရင်မစ္စတာနေနဲ့ဒေါင်းလုဒ်ဆွဲမယ်ဆိုရင်တော့ကျွန်တော် Play Store မှာလည်းဒေါင်းလုဒ်ဆွဲလို့ရပါတယ်အဲကျွန်တော် channel လေးကို subscribe လုပ်ရတယ်ဆိုရင်လည်း subscribe လုပ်ထားပြီးဒေါင်းဆိုပါတယ်အဲကျွန်တော်တို့ဒီလာပြတဲ့ရင်ကျိုလာပြနေမှာလည်း ဖုန်းပြလေးတွေလက်ဆောင်ပေးဖို့ရှိပါတယ်ဒါကြောင့်ကျွန်တော် channel လေးကိုစောင့်ကြည့်အားပေးကြဖို့ဒေါင်းဆိုပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်